โอเคအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပြိုင်ပွဲတွေကြီးတဲ့အခါမှာအမြဲတမ်းလိုကြားနေရတဲ့ micro တို့ macro တို့ဆိုတာဘာကိုပြောတာလဲဒီနှစ်ခုကိုပွဲထဲမှာဘယ်လိုသုံးချရမလဲနဲ့ဘယ်လိုမျိုးတိုးတက်လာအောင်လုပ်ရမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ဖို့နဲ့အဆင်ပြေရင် VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်စလိုက်ကြရအောင်အရင်ဆုံးပြောချင်တာကတော့ဒီ micro တို့ macro တို့ဆိုတာက pro player တွေစီမှာပဲရှိတာမဟုတ်ပါဘူးကျွန်တော်တို့လိုမျိုးပုံမှန်ဂိမ်းဆော့နေကြတဲ့သူတွေမှာလည်းရှိပါတယ် ကိုမှရှိတဲ့ micro နဲ့ macro scale ကိုတိုးတက်လာအောင်လုပ်တာနဲ့မလုပ်တာပဲကွာသွားတာပါ။ဒါဆိုဒီနှစ်ခုအပောင်ကိုပြောချင်တာလေ။အရင်ဆုံးအထိပယ်ကိုဒဲပါတာပြန်ရရင် micro ဆိုတာကအသေးစိတ်အချက်လက် macro ဆိုတာကအချက်လက်ကြီးတွေပေါ့။ဒါဆိုရင်ဒါတွေက mobile legend နဲ့ဘယ်လိုဆက်ဆက်နေတာလဲ။ ပထမဆုံး micro ဆိုတာကတော့ဥပမာအနေနဲ့ border က hero တစ်ကောင်ကိုကင်လိုက်ပြီဆိုရင်ဒီ hero ရဲ့ potential ကိုကောင်းကောင်းအသုံးချတတ်နေတာမျိုးဒဲအချိန်မှာကိုယ့်ရဲ့ spell တွေကိုဘယ်လိုသုံးရမလဲဆိုတာကိုသိနေတာမျိုးနောက်ပြီးတော့ကိုယ့်ကိုဘယ်လို hero မျိုးနဲ့ counter နိုင်မလဲဆိုတာနဲ့ကိုယ့်ရဲ့ damage ကဘယ်လောက်ရှိလဲဆိုတာကိုတွက်ဆနိုင်ပြီးတော့ enemy ကိုဝင်ချနိုင်တာမျိုးတွေက micro skill တွေပဲဖြစ်ပါတယ်အလွယ်ဆုံးမှတ်ထားခြင်းလည်းဆိုရင် hero တစ်ကောင်ကိုကောင်းကောင်းမွန်မွန်ကင်နိုင်ပြီးတော့အောက်ပလေးပြနိုင်တာမျိုးတွေက micro scale တွေလို့မှတ်ထားလို့ရပါတယ် ပြောရရင်တော့ကိုကိုင်မဲ့ဟီးရိုးရဲ့အားသာချက်အားနည်းချက်တွေကိုသိပြီးတော့စပယ်တွေကိုချိန်ကိုက်သုံးနိုင်တာမျိုးကိုယ့်ရဲ့ damage ကိုချိန်ကိုက်နိုင်နိုင်တာမျိုးတွေက micro scale တွေလို့အလွယ်မှာထားလိုက်ပါ Micro ရဲ့စံရင်ဘက်ဖြစ်တဲ့ Macro ဆိုတာကတော့အချက်လက်ကြီးတွေဆိုတဲ့အတိုင်းပွဲတစ်ခုလုံးမှာဖြစ်နေတဲ့အချက်လက်တွေအားလုံးကိုသိနေပြီးတော့ဘယ်ချိန်မှာတင်းဖိုက်ချမလဲဘယ်ချိန်မှာဆိုလိုလန်တော့မှာလဲ Objective ဘယ်နေရာမှာဝင်ချမှာလားမချဘဲနဲ့စံကြံဘက်လန်က Enemy ကိုတွားကန်တာမျိုးလုပ်မှာလားဒါမျိုးတွေကိုဆုံးဖြတ်နိုင်တဲ့ skill ကိုပြောချင်တာပါဘောရောဖြစ်ဘူးကြတယ်မလားတခါတလေကိုကပွဲထဲမှာအကောင်းဆုံးဆော့တယ်ကီးတွေလည်းရတယ်ဒါပေမဲ့ဘယ်တဲ့တခုလေးကြာသွားရာကနေတင်းဖိုက်ချတိုင်းမှာတောက်လျှောက်ပြန်လျှောပြီးတော့နောက်ဆုံးမှာရှုံးသွားတာမျိုးတွေပေါ့ ဒါကဘာလို့လဲဆိုတော့ဗရေချောက်ကိုမတင်တော်တဲ့အချိန်မှာသွားချမိပြီးကိုဘက်ကတာနေတဲ့ဂိုးတွေကိုတစ်ဖက်ကိုပြန်ပေးလိုက်ရတဲ့အတွက်တစ်ဖက် enemy team ကပို့စတောင်းသွားပြီးတော့တပွဲလုံးကိုအတိတ်သိထားတဲ့ကောင်တွေကနောက်ဆုံးမှကိုနှစ်ရွက်ကိုစရွေးတက်ဆုတ်သွားတာပါပြောရရင်တော့ဒါက Macruskey အားနဲ့သွားလို့ပါ โอเคဒီတော့ hero တကောင် လုံးစီပက်စီနားလည်နေတဲ့ micro solar scale နဲ့ပွဲတစ်ခုလုံးရဲ့အခြေအနေကိုသိနေပြီးတော့ဗဒယ်ကို control လုပ်ရတဲ့ micro solar scale မှာဘယ်ဟာပို့ပြီးတော့ရေးကြည့်လဲဘယ်ဟာပို့ပြီးတော့ကောင်းအောင်လုပ်တင်တယ်ထင်လဲဘော်ရော်ရဲ့ထင်မြင်ချက်ကို comment မှာတစ်ချက်လောက်ရေးပေးပါလားကျွန်တော်အချိန်ခဏပေးထားလိုက်ပါမယ်ဘော်ရော်တို့အခုလို့စဉ်းစားနေတဲ့အချိန်မှာကြော်ညာလေးတစ်ချက်လောက်ဝင်ဝင်ပြပါဦးဘော်ရော်အနေနဲ့ diamond ဝယ်ဖို့လိုအပ်လာရင်တော့ tabo gaming ကိုတတိယလိုက်ပါ တာဘိုဂိမင်းမှာမိုဘိုင်းလိဂျန်သာမကမက်ချစ်ချက်ပက်ချီ Free Fire နဲ့ HOK တို့လိုဂိမ်းတွေပြင် Application Premium တွေကိုအကောင့်ဖွင့်ငွေကြေးဖြည့်ထားရုံနဲ့ Event ရက်တွေမှာလုံးဝစောင့်စီရမလို့ပဲကြိုက်တဲ့ချိန်ကြိုက်တဲ့နေရာမှာဈေးနှုန်းတက်တက်တက်တာနဲ့လွယ်ကူလှင်မြန်စွာဝယ်ယူရရှိနိုင်ပါပြီ။ ကျွန်တော်ပင်ကွန်မန့်မှာ Tabo Gaming Store ရဲ့ Telegram website နဲ့ application တွေရဲ့ link ကိုချပေးထားပါမယ်။ Tabo Gaming မှာအကောင့်ဘလို့ဖွင့်ရမလဲမသိဘူးဆိုရင်အကောင့်ဖွင့်ပြီးငွေဖြည့်နည်းနဲ့ Diamond ဝယ်နည်းတွေကိုကျွန်တော်ဗီဒီယိုလုပ်ပေးထားတာရှိပါတယ်။အဲ့ဒီဗီဒီယိုမှာ Tabo Gaming ကပေးတဲ့ weekly pass giveaway အကြောင်းလည်းပြောပြထားတဲ့အတွက်ဒီနေရာလေးကိုထောက်ပြီးတော့တွေ့ကြည့်လို့ရပါတယ်။အခုလာမယ့်ကြာသပတေးနေ့ထိ giveaway ကရှိသေးတဲ့အတွက်တစ်ချက်လောက်တွေ့ကြည့်လိုက်ကြပါဦး။အဲဆိုရင်ဗီဒီယိုလေးကိုဆက်သွားလိုက်ရအောင်။ โอเคခုနောက်ဆိုရင် comment မှာအဖြေရေးပြီးသွားပြီလို့ထင်ပါတယ်အဖြေမှန်ကတော့နှစ်ခုလုံးကောင်းအောင်လုပ်တင်ပါတယ်ဟမ်ဒီနေရာမှာတချို့ထင်ကြတာက template တွေက macro ကောင်းဖို့လိုတယ်။ assassin တို့ maxman တို့ကရင်တော့ micro ကောင်းရင်အဆင်ပြေရလို့ထင်တာတွေရှိပါတယ်။ ဒါလည်းမှားတာတော့မဟုတ်ပေမဲ့မက်ခရိုတာအကောင့်နေပြီးတော့ဘယ်ဟီးရိုးကိုဘယ်လိုကန်ရမလဲဆိုတာကိုမသိရင်ပွဲထဲမှာတိုင်ပတ်မှာဖြစ်သလိုဟီးရိုးတကောင်လုံးစီပတ်စီတိနေတဲ့မိုက်ခရိုစကေတာအကောင့်ပြီးတော့ကိုဘက်ကလူတွေရဲ့အခြေအနေကိုမကြည့်ဘဲနဲ့အန်နမီကြားတဲ့ရှော့ဝင်ပြီးရှော့သွားရင်လည်းအဆင်မပြေနိုင်ပါဘူး။တစ်ဖက်၅ယောက်စီနဲ့ခြားရတဲ့ဂိမ်းမှာကိုရှော့သွားတာကိုတယောက်တည်းခံရတာမဟုတ်ပါဘူး။ကိုဘက်ကလူ၄ယောက်လုံးကြောင်ပြောက်ကုန်ပါပါ။ဥပမာကိုကချောင်းကိုင်းတာအရင်ကောင်းတယ်ပပလစ်မှာဘိုင်ဝမ်းချတိုင်းလည်းအမြင်နိုင်နေတယ်ဆိုပါတော့ တကယ်တမ်းပွဲရင်ရောက်တဲ့အခါမှာတော့ဘိုင်ဝဲဆော့သလိုမျိုး enemy ကတကောင်နဲ့ရှိနေမှာမဟုတ်ပါဘူးဒီတော့ enemy ၅កောင်တွေမှာကိုယ့်ဒုက္ခပေးနိုင်တဲ့ enemy တွေရဲ့စပယ်ရကုန်နေလားအဲ့ဒီအချိန်တွေမှာကိုယ့်ဘက်ကတန့်အနေနဲ့ဖမ်းရတယ်လို့အောင်ကိုယ်ကဗရဲဖွင့်ပေးဖို့လိုလားပြီးတော့ကိုယ့်ရဲ့စပယ်တွေကုန်နေတဲ့အချိန်မှာဗရဲထဲမှာမပါလို့ရမလဲနောက်ပြီးတော့ကိုယ့်ဘက်ကလူတွေဗရဲစောက်ဖွင့်လိုက်ပြီဆိုရင်ဘာတွေဝင်လုပေးဖို့လိုလဲဒါတွေကိုသိနေရမှာဖြစ်ပါတယ် အဲ့ဒါတွေကိုမသိပဲဘိုင်ဝမ်ဆော့တယ်လို့ enemy မလာမချင်းခြုံထဲမှာထိုင်ဆောင်နေတာမျိုးတို့ enemy ပြောင်းနေတာကိုမကြည့်ပဲနဲ့လိန်ပေါ်မှာတက်ရွာရင်းနဲ့ရှော့သွားတာမျိုးဒီလိုမျိုးတွေဇက်တိုက်ဖြစ်နေပြီဆိုရင်တေချာပေါက်လောင်ချောင်ကြီးလေးဖြစ်နေမှာပါ Okay okay ချောင်ဘရိုလေးရဲ့အကြောင်းဒီမှာခဏထားလိုက်အောင်ဒါဆိုရင် micro နဲ့ macro တွေတိုးတက်လာအောင်ဘယ်လိုလုပ်ရမလဲပထမဆုံး micro scale တိုးတက်ဖို့ဆိုရင်ကိုကဘယ်လိုဆော့ရတာကြိုက်လဲဆိုတာကိုစမ်းစစ်ပါ ဥပမာ enemy ကိုဖမ်းပြီးတော့ aggressive session လိုက်တီးရတာမျိုးကိုကြိုက်တာလား save လေးနေပြီးတော့နောက်ကနေ damage တွေပေးထိုင်ညွန်နေရတာကိုကြိုက်တာလားဒါမှမဟုတ်ကိုယ့်ဘက်ကလူတွေကိုလိုက်ကူတစ်ဖက်က enemy တွေကိုတော့ကြောင်ပြောင်း disable တွေလိုက်ပေးပြီးဖမ်းရတာမျိုးကိုကြိုက်တာလားဆိုတာကိုစမ်းစစ်ကြည့်ပါဒီနေရာမှာတော်တော်များများပထမနှစ်ခုသဘောကျပါလိမ့်မယ်ဘာလို့လဲဆိုတော့ဂိမ်းဆော့တယ်ဆိုမှတော့ကိုယ်ကပဲကေးရခြင်းကိုယ်ပဲအကျဉ်းဆုံးဖြစ်ချင်ကြတာမျိုးပါပဲဒါပေမဲ့သေချာစဉ်းစားကြည့်ပါ အဲ့လိုတွေလိုက်လို့တာပျော်ဖို့ကောင်းနေဆိုပေမဲ့တကယ်တမ်းကိုနဲ့လိုက်ဖက်နေတာကနောက်ဆုံးတစ်ခုဖြစ်တယ်ကိုဘက်ကလူတွေကိုလိုက်ကူပြီးတော့တစ်ဖက် enemy တွေကိုကြောင်ပြောက်အောင်ဖမ်းပေးရတဲ့ roaming တို့ exp တို့လိုရိုးတွေဖြစ်နေတတ်ပါတယ်ဒီတော့ကိုယ့်ရဲ့ရိုးကိုတေချောင်အောင်လုပ်ပါအဲ့လိုမျိုးကိုဆော့ရမယ့်ရိုးကိုတီးပြီးဆိုရင်ဒီရိုးတွေကဘယ်ဟီးရိုးကကိုနဲ့အဆင်ပြေနိုင်မလဲဆိုတာကိုစက်ပြီးတော့လေ့လာပါ โอเคအဲ့လိုမျိုးကိုနေလိုက်ဖတ်မဲ့ဟီးရိုးကိုတီးပြီဆိုရင်ဒီဟီးရိုးရဲ့စပယ်တွေကဘယ်လိုသုံးရတာလဲဘယ်အချိန်မှာအွန်လိုင်းဖြစ်တာလဲဘယ်အချိန်မှာအကြဘက်ကိုပြန်ရောက်တာလဲနဲ့ဘယ်လိုဟီးရိုးတွေကိုအေးစေးနိုင်ပြီးဘယ်ဟီးရိုးတွေနဲ့တွေ့ရင်တော့ safe place ဆော့တင်လဲဆိုတာတွေကိုလေ့လာပါပြီးတော့အဟီးရိုးနဲ့ပတ်သက်ပြီး TikTok မှာအကွက်တကွက်တွေ့တာမျိုးတို့ YouTube မှာ guide တစ်ခုတွေ့တာမျိုးတို့ဆိုရင်တန်းပြီးတော့ RAM မှာသွားမစော့ပါနဲ့အဲအကွက်ကိုပိုင်နိုင်အောင်လို့ custom မှာလေ့ကျင့်တာမျိုးဒါမှမဟုတ် classic မှာဆန်းစော့တာမျိုးကိုအရင်လုပ်ပါ ကိုတကယ်ပိုင်နိုင်ပြီဆိုမှရမ်မှာသွားဆော့တာပိုကောင်းပါတယ်။အဲ့လိုမျိုးလေ့ကျင့်မယ်ဆိုရင်တော့ Borari ရဲ့ Micro Scale တွေတဖြည်းဖြည်းချင်းတိုးတက်လာပါလိမ့်မယ်။တစ်ခုလောက်ဖြစ်ပြီးတော့ပြောချင်တာကအခုချိန်မှာ Mobile Legends ဆော့တော့မယ်ဆိုရင်အနည်းဆုံးရိုးနှစ်ခုလောက်နဲ့အဲ့ဒီရိုးက Hero ၄កောင်လောက်ကိုတော့ပိုင်နိုင်အောင်ဆော့တက်ဖို့လေ့လာသင့်ပါတယ်။ဘာလို့လဲဆိုတော့ Rotor ရောက Hero တကောင်တွေကိုပွဲတိုင်းဆော့ရတာက ပြင်ဖို့ကောင်းတယ်လေဟုတ်တယ်မလား။ โอเคဒီတော့ micro scale တိုးတက်လာပြီဆိုရင်ပွဲတစ်ခုလုံးထိန်းချုပ်ဖို့ macro scale တိုးတက်လာအောင်ဘယ်လိုလုပ်ရမလဲ macro scale တိုးတက်ဖို့ဆိုရင်ပထမအချက်ကတော့ပြိုင်ပွဲတွေကိုကြည့်ပါကိုအားပေးတဲ့အသင်းတစ်ခုကိုပဲရွေးကြည့်တာမျိုးမဟုတ်ဘဲနဲ့ Pro Player ရဲ့ဘလို့ဒွန်မျိုးကိုသုံးတယ်လေ။ဘယ်ဟီးရိုးတွေကိုဘလို့ဟီးရိုးတွေနဲ့ပြန်ပြီးတော့ကောင်းတာလဲနဲ့ဘယ်တွေတွေကိုဘလို့ဖွင့်လဲဘလို့တွေလမ်းကြောင်းလဲဆိုတာကိုသေချာကြည့်ပါ တကယ်လို့ကိုကအချိန်မရှိလို့အားပေးတဲ့အတင်းတစ်ခုပဲကြည့်နိုင်နေဆိုရင်တော့ကိုအတင်းရှုံးသွားရင်လည်းဘာကြောင့်ရှုံးသွားတာလဲဘယ်နေရာမှာမှားသွားတာလဲဒါမျိုးတွေကိုလေ့လာပါအဲ့လိုကြည့်တာတွေက macro scale တွေမကဘဲနဲ့ micro scale ပါတိုးတက်လာပါလိမ့်မယ်နောက်တစ်ခုကတော့ identity အားလုံးကိုသဘောပေါက်အောင်လေ့လာပါ။ဒါမှဘယ်အချိန်မှာဘယ် identity ကိုသုံးတင်လဲ၊ဘယ် hero ပါရင်ဘယ် identity နဲ့ counter ထောက်တင်လဲဆိုတာကိုသိနေမှာဖြစ်ပါတယ်။ ျွန်တော်နောက်ပိုင်းမှာ Identity ရဲ့အကြောင်းကိုသေစိတ်ရှင်းပြတဲ့ဗီဒီယိုလေးတွေလုပ်ပေးပါဦးမယ်။နောက်ပြီးတော့ Hero အားလုံးမကင်တဘူးဆိုရင်တော့ Hero တွေရဲ့စပယ်ကို နားလည်အောင်လေ့လာထားပါ။ဒါမှဘယ် hero ရဲ့ spare ကိုဒုက္ခပေးနိုင်လဲဘယ် hero ကြတော့ကိုက AC နိုင်လဲဆိုတာကိုသိနေမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဘယ် hero တွေမတာဝန်လဲဆိုတာကိုသိနေအောင် personal သစ်ထွက်တိုင်းမှာအမြဲတမ်းဖတ်ကြည့်ပါ တကယ်လို့မဖတ်ချင်ဘူးဆိုရင်တော့မှ YouTube မှာရှင်းပြတာတွေကိုတွေ့ကြည့်လိုက်ပါ Macro Ski တိုးတက်ဖို့လုပ်ရမယ်နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့မြေပုံကြီးတက်ဖို့လိုပါတယ်ဒီပုံကြည့်တဲ့မှာပွဲထဲမှာဘာတွေဖြစ်နေလဲကိုယ့်ဘက်ကအသာစီးရနေလားနေနေလားဆိုတာနဲ့ကိုယ့်ရဲ့လမ်းကို enemy တွေလာပတ်နိုင်လားဒါမှမဟုတ်ကိုယ့်ဘက်ကလူတွေအကူအညီလိုအပ်နေလားဆိုတာကိုသိနေမှာဖြစ်ပါတယ်။အဲဆိုရင်မြေပုံဘယ်လိုကြည့်ရမှာလဲဘာတွေကိုကြည့်ရမှာလဲဒါရင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုဒီဗီဒီယိုလေးမှာပြပြထားတဲ့အတွက်ဆက်ကြည့်လို့ရပါတယ်။ ဒီတော့ brown အနေနဲ့ဘယ်ရောမှဘလို hero ပဲခိုင်ခိုင်ကိုယ့်ရဲ့ micro scale ရော macro scale ရောနှစ်ခုလုံးကိုကောင်းမွန်အောင်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ Okay ဒါတွေကတော့ micro နဲ့ macro ဆိုတာပါလေဒါတွေကိုဘလို့တိုးတက်အောင်လုပ်ရမလဲဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်။ brown အနေနဲ့ dvu လေးကနေအကျိုးရှိရလေးတစ်ခုလောက်ရခဲ့တယ်ဆိုရင် video လေးကို like လုပ်ပြီးတော့ဒါမျိုး content တွေအများကြီးလို့ရအောင် channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦး။ နေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘော်ရာရဲ့ Micro Macro Scale တွေဒီထက်ပိုပြီးတိုးတက်ဖို့အခုပြထားတဲ့ဗီဒီယိုတွေကိုတွေ့ကြည့်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်